ChatGPT ကိုမေးပြီးတော့အသင်းပြောင်းရွှေ့ခဲ့တဲ့ကစားသမားအလုံးမမင်္ဂလာပါဒီဘက်ခင်မှာဆိုရင်တော့လူအများစုက AI ကိုတွေ့နေတဲ့အတုံးပြူလာပြီးတော့ဘာလို့လို့ AI မပိုင်မပြီးတယ်လို့ရှင်းနေပါတယ် AI model တွေအများကြီးရှိနေတဲ့အချိန်မှာ ChatGPT ကတော့လူသုံးအများဆုံးလို့ပြောလို့ရပါတယ် AI ဟာနေပယ်အားလုံးမှာအသုံးဝင်နေတယ်လို့ပြောလို့ရပြီးတော့ကျောင်းသားကျောင်းသူတွေလုပ်ငန်းဝင်ဝင်တွေတူတူပါ AI ကြောင့်အလုပ်တွေပုံမှန်ဆန်လာခဲ့ပါတယ်ဘလောလောကမှာဆိုရင်လည်း AI ကိုအသုံးပြုလို့ရတဲ့နေရာရှိနေပါတယ်တိကျရှိရင်မေးလို့ရတယ်လို့ AI ရှိကနေအကြံဉာဏ်တွေလည်းတောင်းလို့ရပြပါတယ် ဒါပေမဲ့ကစားသမားတယောက်ကတော့သူတို့စမ်းစမ်းအနေနဲ့အတင်းတင်းနဲ့စာချုပ်ချုပ်ဖို့အတွက် ChatGPT ကိုအသုံးပြုပါခဲ့ပါတယ်။ဒီကစားသမားကတော့ Game Found တူဖြစ်တဲ့ Dimitri Mitchell ပဲဖြစ်ပါတယ်။ကစားသမားအများစုကသူတို့အတွက် agent တွေငှားရမ်းထားတဲ့ကြပြီးတော့အဲ့ဒီ agent တွေကပဲအသိပြမှုကိစ္စနဲ့ညှိနှိုင်းဆောင်ရွက်တဲ့ကိစ္စတွေကိုလုပ်ဆောင်ပေးကြပါတယ်။ဒါပေမဲ့ဒီကစားသမားကတော့ agent မထားဘဲနဲ့ ChatGPT ကိုပဲမေးပြီးတော့အတင်းတင်းနဲ့စာချုပ်ချုပ်ပါခဲ့ပါတယ်။ Dimitri Mitchell ကကြည်ကြီးတို့ရဲ့အကန့်တွေထက်ကစားသမားလေးတူဖြစ်ပါတယ်။ ဒီချေအားကကြီးတို့ရဲ့တက်တန်းလိုက်အတင်းဒီမှာကစားခဲ့ဘူးရေဆိုပေမဲ့စီနီယာအတင်းကြီးမှာတော့ကစားခွင့်မရလိုက်ပါဘူး။အငားတွေလည်းထွက်ကစားခဲ့ပြီးတော့2020ခုနှစ်မှာဘလက်ဘူးအတင်းကိုအပြစ်သက်တောင်းရှိသွားခဲ့ပါတယ်။ဒီမီထရီမီချေဟာအင်္ဂလန်ယူတန်ဒီအတင်းအတွက်လည်းကစားပြီးခဲ့ပြီးမဲ့ထိတ်တန်းဆင့်ကုန်ပြီးရောက်လာခဲ့ပါဘူး။ကူရတူအနေနဲ့အင်္ဂလန်အောက်တန်းလိဒီမှာပဲကစားသမားဘဝကိုဆက်လက်ဖြတ်သန်းနေပါတယ်။နေ့မှာတော့မီချေက Aster City အတင်းနဲ့ဖတ်တုတ်တန်းကုန်ဆုံးသွားခဲ့ပြီးတော့ Lidan Orion အတင်းကိုတောင်းရှိသွားခဲ့ပါတယ်။ Lidan Orion အတင်းကိုတောင်းရှိတဲ့အချိန်မှာအေဂျင့်မပါဘဲနဲ့ချက်ချီပီပီကိုပဲတောင်း ပြီးတော့စာချုပ်ကိစ္စတွေလို့ဆောင်ပါခဲ့တာပါဒီအကြောင်းတွေကိုမိချဲကိုယ်တိုင်ကပဲ podcast တစ်ခုမှထုတ်ပြောသွားခဲ့ပြီးတော့ဒီလိုကိုယ်တိုင်စာချုပ်ချုပ်ခဲ့ရတဲ့အကြောင်းရင်းက agent ကအကုန်မခံသင့်လို့ပဲဖြစ်ပါတယ် ဒီချဲတို့လိုအောက်တန်းလေးဒီမှာကစားရတဲ့ကစားသမားတွေအတွက်ငွေကတက်ပြီးမကောင်းတပါဘူးဒီချဲကိုယ်တိုင်ကလည်းမိသားစုစားတဲ့နေရှိနေသေးတဲ့အတွက်အေဂျင့်ကအကုန်မခံချင်တာကြောင့်အခုလိုလုပ်ခဲ့တာလို့သိရပါတယ်ဒီချဲကသူ့ရဲ့ကစားသမားဘဝဖြတ်တန်းမှုတွေကအစား ChatGPT ကိုမေးပြီးတင်ပြခဲ့တယ်လို့စာချုပ်ပါအချက်လက်တွေကိုလည်း ChatGPT ရဲ့အကြံဉာဏ်နဲ့တောင်းဆိုခဲ့တယ်လို့သိရပါတယ်ဒီလိုမျိုးမိချဲစတင်လိုက်တဲ့နီလန်ကအောက်တန်းလေးတွေမှာကျင်လည်နေရတဲ့ကစားသမားတွေကတော့အသုံးဝင်လာပါတယ်အပေမဲ့ထိတ်တန်းလေးကြီးတွေကကစားသမားတွေကတော့ငွေလဲချောင်းတယ်လို့ကိုယ်တိုင်လည်းအချိန်ကိုမခံချင်တာကြောင့် ောင်အေဂျင့်တွေကိုပဲအသုံးပြုနေရမှာဖြစ်ပါတယ်။စုံလေးကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။